ေတောတိကကုံတွေတွေကမင်းခီးသွားလိုက်တဲ့အချိန်ခါမှာလေစင်းနဲ့သွားကြတော့လေကရွက်လေနဲ့ဒူပါတယ်နော်အဲ့ဒီလိုသွားလိုက်တဲ့အချိန်ခါမှာဒီငိုင်းကဒီလေကိုအစာစုပ်ပြီးနောက်ကနေပါဇာဟာပြီးလိုက်တော့တာပဲလိုက်တော့လေပေါ်မှာပါလာနေတဲ့တောတိကအမျိုးကောင်းသားအမျိုးကောင်းသမီးတွေကဘောမဖျက်မြတ်စွာဘုရားကေရုံမူပါဖျက်ဘောမမြတ်စွာဘုရားကေရုံမူပါဖျက်စသည်ဖြင့်ဒီလိုဝိုင်းဟောကြတယ် အရေးအရေးကြုံမှာဖရားတတာနော်အရေးမကြုံသေးရင်တော့ဖရားတိတ်မတတ်ဘူးအဲဒီတော့ကေရမူဘာလို့ဝိုင်းအောင်လိုက်တော့ဂေါရမဆိုတဲ့အတန်ကို သူသွားကြတော့ဟိုလက်နေချင်းတဲ့ကဘာတသိန်းကဒီမီဂရာဖရားရှင်ကနောင်ဒီသူမီရာရှင်လေးကနောင်လက်နေချင်းတဲ့ကဘာတသိန်းကျရင်ဂေါရမအမိရှိတဲ့ဖရားဖြစ်လို့ဆိုတော့ဒီစကားလေးသူသွားအမှတ်ရအဲဒီခါမှသူဂေါရမဆိုတဲ့အတန်ကြောင့်အော်ငါ့ဆရာတော်ကဂေါရမဖရားဖြစ်နေပြီပေါ့ ကံကိုထောင်နေအပိုင်းမှာကမိမိကဘာလို့ခြင်းနဲ့ဥတည်ချက်တစ်ခုရှိဖို့လိုတယ်။ဆံမပေးကြတဲ့ဥပမာကတော့လှေဒီစည်းကိုပင်လည်းခီးထွက်တယ်။ဖယ်သွားမယ်ဆိုတဲ့ဥတည်ချက်မရှိရင်တော့ဖယ်ရောက်မယ်ဆိုတော့လည်းမပြောနိုင်ဘူးအဲ့ဒီသဘောပဲ။ဒါကြောင့်ကံကြီးထုံတဲ့ခံမှာဥတည်ချက်တစ်ခုထားပါ။နိဗ္ဗာန်ရဲ့ဥတည်ချက်ရှိခဲ့ရင်တော့ဒီကံကနိဗ္ဗာန်ရောက်နိုင်တဲ့ဘဝကိုရအောင်သူကကျေးဇူးပြုပေးနိုင်ပါတယ်နော်။နမူနာလေးတစ်ခုပါလေခွန်ကြီးကသတိရလို့နော်။ လူရတဲ့လေးလေးချင်းနဲ့ကဘာတသိန်းတက်ကဆိုချက်ဆိုနော်ဒီကံဘုရားရှင်နဲ့နိုင်ငံတော်တသိန်းကလည်းဆုံးခံကြွလာပြီအားလုံးကြဖို့တဲ့သူမြတ်ရှင်တိတ်ကလည်းသူ့အတွက်တန်ဝင်ထွက်တဲ့တာတမန်ကဖို့လို့မပြီးသေးတော့သူကအာရမောက်ပြီးတော့သူခဏကိုယ်ပေါ်ကိုယ်ပေါ်ကနေကြွဖို့ဆိုပြီးတော့ဒီကံဘုရားရှင်ကလျှောက်ထားတယ်ပြီးတော့ဘုရားဆုလည်းပန်းအဲ့ဒီဒီကံဘုရားရှင်မှာ စုပန်တဲ့အချိန်ခါမှာဒီမင်္ဂလာဘုရားရှင်ကလည်းဒီသူမေတ္တာရှင်ရဲ့တိတိနှုံလေးလေးချင်းနဲ့ကပ္ပတသိကြတဲ့အခါဘောရမအမည်ရှိတဲ့ဗုဒ္ဓဖြစ်လိမ့်မယ်ဆက်သဖြင့်ဒီလိုဗျာဒိတ်တွေပေးနေတယ်။အဲ့ဒီဗျာဒိတ်ခံပွဲမှာပွဲကြီးပြိဋ္ဌာထဲမှာပါနေတဲ့မေဃဆိုတဲ့လူလင်လေးတူပါပါတယ်။သူကသူမေတ္တာရှင်တိကိုတိတ်ကြီးညိုသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ ထိုချိန်ကမှလူမေတ္တာရှင်တွေကမိဘနှစ်ပါးကွယ်လွန်တဲ့အခါဂရေရှိဆင်မကကြွယ်ဝချမ်းသာတဲ့အစီအစဉ်ဥစ္စာတွေအကုန်လုံးဆွန့်လိုက်တယ်။ဆွန့်ပြီးတော့သူကတောထွက်တယ်။တောထွက်ပြီးတော့တရားဘာဝနာတွေကိုလက်တွေ့ကျင့်လိုက်တာသူကစံပင်ကြီးနေရတယ်မြေရှုမှုပြနိုင်တယ်။ဥပရိသံပတ်တွေကိုလှမ်းကြည့်တော့ရွှေစင်းလုံးဝင်းပြီးတော့ဘုန်းကြီးတို့နဲ့တခြားစီပါနော်တော်မလားရွှေစင်းလုံးဝင်းတယ်ဟုတ်မလားရှင်ရှင်ကဝင်ပြီးတော့အမတန်တင့်တယ်တဲ့ဥပရိသံပတ္တိရောင်ကြမ်းများတို့ရဲ့လက္ခဏာနဲ့လည်းပြည့်စုံနေတယ် နောက်တစ်ချိန်မှလည်းဂေါရမအမိရှိတယ်ဘုရားဖြစ်နေမယ်ဆိုတော့ तू ပိတ်ကျင်ညိုသွားတယ်ကျင်ညိုတော့ तू ကဘာစဉ်းစားလဲဒီလိုသူတော်ကောင်းတူကိုငါနောက်တော်ဘက်ကလိုက်ပြီးတော့ဝိကြီးဦးငယ်ပြုတ်ပြီးတော့ဦးရဝိဇ္ဇကုသိုလ်တွေယူခဲ့ရမယ်ဆိုရင်ငါလည်းတနေ့တော့အချိန်ကြီးမဖြစ်နိုင်ဘူးလို့ तू ကဒီလိုတွတ်ကင်းချက်တယ်အဲ့ဒီတွတ်ကင်းနဲ့ရှင်သူမြေတာသူမြေတာရှင်ရဲ့တိတော့ပြန်တဲ့ခါ तू နောက်ကနေလိုက်သွားတယ်ခွင်တောင်းပြီးတော့လိုက်သွားတယ် သူရှလေကလ်ခေါ်တော့ပါတယ်ဒီအတကလူကတအနှစ်တသိန်းဖြစ်ပါတယ်နော်အသက်တသိန်းတော့ရှည်နေတဲ့ခေအမတန်ကောင်းတဲ့ခေအခါပဲအဲဒီချိန်ကမှသူမိရာရှင်လေးကဒေါ်ရမဆရာတော်ရဲ့အတူတူနေတော့ဒီပုံမထပိုင်းကြီးတွေလည်းအထက်ကျောင်းသင်ပေးမယ်လို့ယူဆရတယ်နော်သူကိုယ်တိုင်က ဘုရားရှင်ထံတော်တို့ခဏခဏဆံပင်ကြီးနဲ့တွတ်သွားပြီးတော့တရားနာတယ်။ဝိပဿနာဘာဝနာကမ္မထာနေသိချင်လေ့လာပြီးသူလည်းအထောက်တယ်။ဘုရားအလုံးစုံရဲ့ဓမ္မတာကတော့သင်္ခါရုပ္ပကညာတိုင်းအောင်ဝိပဿနာဘာဝနာကမ္မထာကစီးပြန်ရပါတယ်။စီးရတဲ့အခါကျတော့တပည့်ဖြစ်တဲ့ဒီမိကလူလင်ကိုလည်းဝိပဿနာနဲ့ပတ်သက်လို့အနည်းအချင်းတော့သင်ပေးပုံရတယ်နော်။ဒါမျိုးစေးလေးပဲဆိုလိုတာကနော်။ အဲ့တော့ဒီသမထနဲ့ဝိပဿနာမျိုးစီလေးနည်းနည်းလောက်တော့ရှိတယ်အောင်းအောင်မြင်မြင်လို့ဟုတ်ဖို့မရအောင်ရုပ်ရှင်နည်းနည်းစီတော့ဒီနေ့ပြဿနာကဘာပေါ်လာလဲဆိုတော့မုဆိုးတယောက်ကဒီသမထရှင်သေးလို့ဆရာတပည့်နေတဲ့နေရာကိုရောက်ရှိလာတယ်ရောက်ရှိလာတဲ့အချိန်ကကျတော့မုဆိုးကအဲ့ကပ္ပယာနဲ့ပေါင်းတော့တာပေါ့လေကပ္ပယာနဲ့ပေါင်းပြီးတော့ကပ္ပယာကိုနည်းနည်းတွတ်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 လှုပ်ပုံရပါတယ်အဲ့ဒါနဲ့ မိဘလူလင်ကသူ့မိရာရှင်တိကိုတော်ရဲထားပြန်ပြီးတော့အိမ်မိုးဆိုးနဲ့ပြန်ပြီးလူလောပဲပြန်လိုက်သွားတယ်။တော်ရရနေပြီးတော့ရွာကိုပြန်ရွရပြန်လိုက်သွားတယ်။လိုက်သွားလိုက်တဲ့အချိန်ကကျတော့ကိုယ့်ရံကိုယ့်ရံရောက်တဲ့အခါမှာဒီမိုးဆိုးကပဲတိုက်တွန်းထားတဲ့အမေကိုသွတ်တက်မိတာ။ခက်ပုံအထီးကန်နော်။အဲ့တော့ထိုခေတ်ထိုအချိန်ကမှကဒီမြေကံဖျက်ဆင်းတဲ့လောကပွင့်ထွန်းနေတယ်။ဒီမိခင်ဟာလဲခမန်းကြီးအဲ့ ရိယတော်ကောင်ဖြစ်ခြင်းလည်းဖြစ်မယ်သို့တော့ထိုချခိထိုချင်းခံမှာငါဘတိလကခါမပစုပ်ခဲ့တော့မြဲနေတဲ့တော်ကောင်တွေကအများကြီးပဲပြည့်နေတယ်ဒီလိုငါဘတိလချိုးတဲ့ပောက်တဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာအမတန်ရှားတဲ့ခက်ဖြစ်တယ်အဲဒါဒီလရှိနေတဲ့ဒီလိုမိခင်တူကိုတက်လိုက်တာအပြစ်ကသိကြီးပါတယ်လူတို့တတ်တဲ့အနေနဲ့တင်းနှမ်းမှရှိတဲ့အမေပဲနော်အဲ့ဒီတက်လိုက်တဲ့အကုသို့ကံကြောင့်ဒီနေ့အချိန်မှနေငရဲရောက်သွားတယ် မင်းရမဘလောက်ကြာလဲဆိုတော့အထက်ခရကတော့လေးသိချင်းနဲ့ကဘာတသိမ့်မဲ့ကြာတယ်ဘလောက်ဝန်းနေဘုကောင်းလဲကြည့်နော်ဒါပေမဲ့လို့ဘုန်းကြီးတို့ကဘာပြက်တဲ့အချိန်ခါမှာတော့သူကဆွန်ကြီးလုံးထဲတော့ပါခြင်းပါပါလိမ့်မယ်နော်သူမို့တခြားကဘာပြောင်းခံရတယ်လေတခြားမပြက်တဲ့ကဘာတွေမှာရှိတဲ့ငရဲမှာသွားခံရတယ်လေဖြစ်ချင်းဖြစ်မယ်ဒီတော့အထက်ခရကတော့လေးသိချင်းနဲ့ကဘာတသိမ့်ကလာပလို့ငရဲမှာပဲရှိနေတယ်ဆိုပြီးဒီလောက်ထိဖော်ပြထားတယ် တချိန်မှာတော့လေးလေးချင်းနဲ့ကဘာတသိန်းကလည်းအတွင်းဆိုကြပါစို့နော်အခုဒီကဘာလောက်မှာငရဲကလွတ်လာပြီးတော့ပင်လေထဲမှာငါးကြီးဖြစ်နေတယ်ငါးကအမြတမ်းကြီးပုံရပါတယ်ပင်လေထဲမှာလည်းတို့အသက်ရှင်နေပုံရတယ်ဒီနေ့သာဝတိကဂုံတယ်တွေကပင်လေခီးသွားလိုက်တဲ့အချိန်ခါမှာလေတစ်စင်းနဲ့သွားကြတော့လေကရွက်လေနဲ့တူပါတယ်နော်အဲ့ဒီလိုသွားလိုက်တဲ့အချိန်ခါမှာ ဒီငါးကြီးကဒီလှေကိုအစာစုပ်ပြီးနောက်ကနေပါးစားဟာပြီးလိုက်တော့တာပဲလိုက်တော့လှေပေါ်မှာပါလာနေတဲ့တောင်းထီကမြေကောင်းသားမြေကောင်းသမီးတွေကဘုရားဖျက်မြတ်စွာဘုရားကေရုံမူပါဖျက်ဘုရားမြတ်စွာဘုရားကေရုံမူပါဖျက်ဆက်ပြီးရင်ဒီလိုဝိုင်းဟောကြတယ်အဲအရေးအရေးကြုံမှာဘုရားတတာနော်အရေးမကြုံသေးရင်တော့ဘုရားတိတ်မတတ်ဘူးအဲဒီတော့ကေရုံမူပါလို့ဝိုင်းအောင်လိုက်တော့ဘုရားမဆိုတဲ့အတန်ကိုသူသွားကြတော့ဟိုလက်နေချင်းကဘာတဲ့ကဒီမီဂရာဖျက်ရှင်က နောင်ဒီသူမြေရာရှင်လေးကိုနောင်လေးတရှိတဲ့ကဘာတသိန်းကျရင်ဂေါရမအမိရှိတဲ့ဘုရားဖြစ်လို့ဆိုတော့ဒီစကားလေးသူတို့အမှတ်ရဟောကံကကုသိုလ်ကံမြတ်ကပြီးတယ်လို့တော့မယူဆနဲ့သူကထူထောင်ထားတဲ့ကံကသူကဒီလိုပဲပြန်ပြီးအထောက်အကူပြုပါတယ်အဲ့ဒီခါမှသူဂေါရမဆိုတဲ့အတန်တရားအော်ငါဆရာတော်ကဂေါရမဘုရားဖြစ်နေပြီပေါ့ငါဒီဆရာထံကငါရောက်ချင်တယ်ဆိုတဲ့စိတ်ဓာတ်ဒီတစ်ဖက်ဘက်ပေါ်လာတယ်နောက်ပြန်ဆုလိုက်တဲ့ဒီအစာကိုမစားတော့ဘူး နောက်ပြန်ဆိုပြီးမကြခင်မှာပဲသူကံလေးကထောက်ပံ့လိုက်တဲ့အတွက်ငါးဘောကကွယ်လွန်ပြီးတော့တာဝတိမှာအမျိုးကောင်းသားလေးလာဖြစ်ပါတယ်အမျိုးကောင်းသားလေးလာဖြစ်တဲ့အခါအချင်းချင်းအရွယ်ရောက်တော့သံဃာဘောင်ဝင်ရောက်ပြီးရှင်ယံပြုတယ်ကြီးပေါ့နော်ဒီမှာလူလောကမှာကရုံကြီးနဲ့မနေပါဘူးအဲ့ဒါဟိုသူသံဃာဘောင်ဝင်ရောက်ပြီးရှင်ယံပြုတယ်သံဃာဘောင်ဝင်ရောက်ရှင်ယံပြုပြီးတော့ယဟန်တိဘုရားနဲ့မြတ်စွာဘုရားကိုသွားပြီးတော့ကြတော့ ခရတော်မြတ်စွာဘုရားတုတ်ကြည့်တယ်ဒီဓမ္မရူစီမင်းငင်ကနေမတွေ့ရတာကြာပြီနော်ဘယ်တော့ကြာတော့လဲလင်းနေခြင်းနဲ့ကဘာတဲ့င်းကပြုခဲ့တဲ့ကောင်းမှုပဲဖြစ်ခြင်းဖြစ်ပါစေသူကရင့်ကျက်လာပြီဆိုရင်အကျိုးပေးတော်မယ်ဆိုရင်လာအကျိုးပေးတာပဲအဲဒီမှာ ဒုက္ခစားခဲ့ရတဲ့ဒုက္ခတွေလည်းသူသဘောပေါက်နေတော့ပေါက်တဲ့အတွက်မြတ်စွာဘုရားဓမ္မတရားပေါ်တရားတောင်းပြီးတော့တရားဒီလက်တွေ့ကျင့်လိုက်တဲ့အခါအရဟတဖို့တည်တော်ပါလေယဟန္တာဖြစ်သွားပါလေနော်ဒါကြောင့်အဲ့ဒီပါရမီမျိုးစီကနည်းခြင်းလည်းနည်းပါစီများခြင်းလည်းများပါစီများရင်တော့မြင်မြင်ကျွတ်မှာပေါ့နည်းရင်တော့နည်းနည်းကျွတ်မဲ့သဘောတော့ရှိတယ်ဒါပြင်အဲ့ဒီမျိုးစီလေးကရင့်ကျက်လာပြီဆိုရင်အကျိုးပေးပါတယ်ဒါကြောင့်မိမိတို့ကမျိုးစီချတဲ့အပိုင်းမှာမှန်မှန်ကန်ကန်မျိုးစီချတတ်ဖို့လိုတယ် မမယဉ်ချတဲ့မျိုးစိကတော့အကျိုးမပေးနိုင်ပါဘူးနော်အဲဒီတော့တနည်းပြောရင်တော့ဒီဥစ္စာကမင်္ဂလာတရားနဲ့ပြောမယ်ဆိုရင်တော့အာဒေဝနာစအပါလနံဆိုတဲ့အတိုင်းနော်လူမိုက်တင်နဲ့သွားပြီးပေါင်းပြီးတော့လူလိမ်ကပညာရှိနဲ့ပေါင်းပြီးတဲ့ကံလေးကအရတ္တဘုံကိုကျေစုပြုပြီးနေလူမိုက်နဲ့ပေါင်းပြီးတဲ့ကံကဘယ်ရောက်သွားလဲမင်းရဲ့ရောက်သွားတဲ့တည်းဒါကြောင့်ဒကာကြီးတွေလူလိမ်ကပညာရှိနဲ့လူမိုက်ကိုခွဲခြားပြီးပေါင်းတဲ့တက်ဖို့တော့ ड्रीम है थे ना